မိုးခုတ်မှာ PDF တွေကို TNL ကစုစည်းပြီးလက်နက်တွေဖြုတ်ချတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့ဗီဒီယိုခေါင်းဆောင်တွေကလည်းဖန်ဆီးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပါတယ်အဲ့တော့ဒီနေ့တနေ့လုံးကျွန်တော် NBY PDF နဲ့ပတ်သက်တဲ့သတင်းတွေကိုလိုက်ပြီးတော့လေ့လာအတည်ပြုကိုစူးစမ်းပါတယ်နောက်တစ်ချက်က DNL စုတ်ခွာမှုနဲ့ပတ်သက်ပြီးဖက်စစ်တပ်ကိုအထိုင်ချဆက်ဆံရေးယုံဖွင့်ပြီးမှစုတ်ခွာရမယ်ဆိုတဲ့သဘောတူညီချက်တွေရှိတယ်ဆိုတဲ့သတင်းတွေလည်းထပ်ထွက်နေပါတယ်ဆိုတော့မကုမျိုးရဲ့အခြေအနေကတော့အင်မတန်ကိုအကြီးပေါ်ဖြစ်နေပါတယ်ဆိုတော့မကုမျိုးကို ပြန်လဲပေးအပ်မှုကိစ္စက DNL နဲ့ ျွန်တော်တို့ PDF တွေရဲ့ဆက်ဆံရေးတုံတရာထိခိုက်မှာကိုလည်းကျွန်တော်တို့ကစိုးရိမ်နေတယ်လို့တစ်ဖက်မှာတရုတ်ရဲ့ဖိအားတစ်ဖက်မှာစစ်တပ်ရဲ့ဖိအားတစ်ဖက်မှာတော်လန်လူစိတ်နောက်တစ်ခါပြည်သူလူထုရဲ့သဘောထားစံတာနောက်တစ်ချက်ကမိုးကမြို့ကိုကာကွယ်မယ်လို့ကြွေးကြော်ပြီးအလုံငွေဒေါ်လာတောင်းနဲ့ချီပြီးတော့လက်ခံအလှူခံထားရတယ်ဒါနဲ့ပစ္စည်းတွေဝယ်တယ်တိုက်ကြမယ် ပြင်ဆင်နေတယ်။ဒီအချိန်မှာ PDF တွေကိုလက်နက်ဖြုတ်သိမ်းလို့ဆိုတဲ့သတင်းတွေပေါ်မှာတော့လူများစိုးရိမ်နေတာတော့ရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းကိုကျွန်တော်အတည်ပြုဖို့စူးစမ်းရင်းနဲ့နှိစက်ရအတည်ပြုလို့ရနိုင်တဲ့လူတယောက်ကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမဟုတ်ပါဘူး။လှုပ်ရှားရှိရကိုဆက်လုံမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့ပြည်သူလူထုကအစိုးရင်တော့ကဗျာပါဒမများကြပဲ။ ဒေါ်လာရင်းကိုပဲအာယုံစိုက်ကြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကနဦးတင်ပြလိုပါတယ်။တက်ဆက်ထဲမှာဒီကနေ့ဇော်မဲလုံးကိုတိုင်က Hidden Agenda US အင်္ဂလိပ်လိုရိပိုင်းရှုဝနနယ်သောခေါင်းစဉ်များရှိလိမ့်မယ်ဆိုတဲ့ကြားဖြန်ကိစ္စမှာအမေရိကန်ဝင်ရောက်ပါဝင်လာခြင်းအပေါ်မှာစိုးရိမ်တကြီးကြောက်လန့်တကြားရုပ်ပြက်ဆင်းပြက်ထွက်ပြီးရှင်းပြပါတယ် ဒီအခြေအနေတွေကိုကျွန်တော်ဟိုဘက် allergy review channel မှာပြောမယ်။ကြားဖြင့်လည်းပတ်သက်လာရင် ကြန့်ခိုင်ရေးမလွတ်ပါဘူး။တည်တကူဆရာတော့မလွတ်နိုင်ပါဘူး။ဒါရီဟိုဘက် allergy review မှာတည်တည်ချာချာကျွန်တော်တို့ဆွေးနွေးကြမယ်။ဒီဘက်မှာတော့လက်ရှိတော်လန်ရေးအခြေအနေကဘာဖြစ်နေလဲ။နိုင်ငံရေးဘက်မှာတော့ NUCC ဆိုရဲမြူသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီရဲ့ပြိုလဲမှုတွေကိုကျွန်တော်တို့တွေ့နေရပါ KNU KNPP တို့ NUCC ကနေပြီးတော့နှုတ်ထွက်တဲ့တည်င်းဟာ NUCC အတွက်ဆက်လက်ယက်တည်နိုင်ဖို့အင်မတန်ခက်ခဲတဲ့အခြေအနေမျိုးဖြစ်ပါတယ်။အဲ့ဒီ NUCC ကိုကြီးလိုက်မယ်ဆိုရင်လေအစည်းအဝေး NUCC အဖွဲ့ဝင်အစည်းအဝေးတောင်မခွန်နိုင်တာအင်မတန်ကြာမြင့်နေပြီဆိုတဲ့အခြေအနေမျိုးကိုလည်းတွေ့ရပါတယ်။အဲ့တော့တော်လန်ရေးရဲ့နိုင်ငံရေးတိုက်ပွဲတွေကိုဆင်နွှဲနိုင်ဖို့တော့ အားနေနေတဲ့အခြေအနေမှာအမှန်ကဒီကာလမှာကြားဖြန့်ကြက်နဲ့တော်လန်ကြီးအချက်တရုတ်ရဲ့အခန့်နဲ့တော်လန်ကြီးအချက်လုံနိုင်ဖို့နိုင်ငံကြီးတိုက်ပွဲစီတိုက်ပွဲတပြိုင်နက်ပေါင်းဆက်နိုင်တဲ့တိုက်ပွဲမျိုးတွေကိုဆင်နွှဲရမှာဖြစ်ပါတယ်။ကြားပြန့်အတွဲအဆက်မှာတရုတ်က policy ကရှုံးနေနေပါတယ်။မယုံမရှိပါနဲ့။ကြားပြန့်လုပ်နေတဲ့သူတွေအားလုံးဟာ တရုတ်တွေကြီးပဲဖြစ်နေတာကိုကျွန်တော်တို့မြင်လို့မရပါဘူး။ဒါကိုတရုတ်ကောင်းကောင်းသိပါတယ်။အဲ့ဒီတရုတ်တွေလုတ်တဲ့ကြားဖြန့်လုတ်လို့ရတဲ့ပတ်စံငွေကြေးစီးဆင်းမှုတွေဟာဘယ်ကိုသွားလဲဆိုရဲကိစ္စလင်းယုံကြီး US မတိပဲနဲ့မနေပါဘူး။ဒီအချိန်ကြီးအောက်မှာကြားဖြန့် policy ကို US တိုင်းမထိုးဝင်လာတာဟာသူတို့ဟာ policy အသာစီးမရပဲနဲ့ဝင်မလာပါဘူး။ သူတို့ကြိုင်မဲ့ policy ဟာသူတို့ပြစ်မှတ်ကိုကောင်းကောင်းဆွဲခါလိုရန်နိုင်တယ်ဆိုတော့သူတို့ကြိုတင်ပြင်ဆင်သိရှိပြီးမှဝင်ချလာတာပါအဲ့တော့အကြပြန့်အရေးခင်မှာပြစ်မှတ်အားလုံးကတရုတ်ဖြစ်ပါတယ်လှုပ်တဲ့လူတွေအားလုံးကတရုတ်တွေဖြစ်ပါတယ်လက်ရှိဖန်းစီရမိပြီးတော့ကဘာကျော်ကဘာအဆင့်ရာဇဝတ်ကောင်တွေဟာတရုတ်တွေကြီးပဲဖြစ်နေတာဘူးတော့ ငင်းလို့မရဘူးဒီတရုတ်တွေဟာကျွန်တော်တို့မြန်မာနိုင်ငံအပါဝင်အိမ်နီးချင်းနိုင်ငံတွေရဲ့အကြိလိုက်စားမှုအကျင့်ပြတ်ချာစားမှုနည်းမြေမတည်ငြိမ်မှုပြည်တွင်းဆွေဖြစ်ပွားမှုတွေကိုအခြေခံပြီးငွေကြေးပေးပြီးတော့အခွင့်အရေးယူတာသူတို့ရာဇဝမှုလုပ်ငန်းတွေအထိုင်ချလုတ်ကင်ခဲ့တာဖြစ်ပါတယ်ဒါတွေလုတ်ကင်နိုင်ဖို့အတွက်နေပြည်တော်နေကြားဆောင်တက်တွေ နေမြေကန်စစ်တပ်ရဲစရဖထောက်လန်းရေးတွေနေမြေကန်သတင်းသမားတွေအဆရှိတဲ့သူတွေကိုငွေပေးစီယုံပြီးတော့လောက်ကင်ခေရာကတဆင့်နိုင်ငံတော်အဆင့်မင်းအောင်လိုင်ကတတိတုဒ္ဓမတောကဓမ္မရာစာလာဘွဲ့ကြီး ပေးရတဲ့အဆင့်ထိကိုထိန်းချုပ်သွားနိုင်ပါတယ်ရှီကျန့်ကျင်းလာပေးတယ်ပေးလိုက်တယ်ဟိုတလောကမှာထိုင်းကနေပို့လိုက်တယ် အဲ့ဒီတရုတ်အဲ့ဒီကြားဖြန့်ခေါင်းဆောင်ပါတီရီကူဆရာတော်ကြီးကိုလည်းတိမ်တောင်းနေချီပြီးလူလန်းပါသေးတယ်။ကျန်းခံရေးပါတီကအမတ်တွေပုံမှုတွေဟာလည်းကြားပြတ်တဲ့ခဏဖြစ်သေးတယ်ပေးခံနေရပါတယ်။ဒါဆိုရင်ကြားဖြန့်ဟာကျန်းခံရေးတီရီကူဆရာတော်နဲ့မာလာဖက်စစ်တဲ့ရဲ့ခွင့်ပြုချက်တွေကုညီမှုတွေမပါဘဲနဲ့ လုံးဝလှုပ်လို့မရဘူးဆိုတာကိုတော့ထမင်းစားလိုက်လို့လည်းသိနိုင်ပါတယ်။ဟုတ်ပြီ။ဒီလိုဂျာပန် policy အရေးနိုင်မှုအောက်မှာ US ကပေါ်လစီကစားပွဲ proxy ကစားပွဲဟာကကြမ်းတမ်းကပြင်းပြင်းဝင်လာပါတယ်။အဲ့တော့ US ကဟာသူ့ဖွဲ့စည်းလိုက်တဲ့ဘာမတင်ဂျာပန်နိုင်ငံအထူးတပ်ပွဲ strike strike လို့သုံးတာနော်။ task force မဟုတ်ဘူး strike force strike ဆိုတာကတိုက်ခိုက်မယ်ခြိတက်မယ်ခြိမိုးမယ်ဆိုတဲ့အတိတ်ပဲပါဆိုတော့ပို့ပြီးပြင်းပြင်းထန်ထန်မြင်မြန်ဆန်ဆန်ဂိုင်တွယ်ခြိမိုးနိုင်ဖို့အရှိတောင်အာရှမှာကြားဖြန့်ခေါင်းစဉ်အောက်ကတရုတ်ကလွှမ်းမိုးလာမှုကိုခြေဖြတ်အန်တူဖို့ညီရှာပါဝင် geopolitics ဆိုတဲ့ပထဝီနိုင်ငံရေးအရတုံ့ပြန်ဂိုင်တွယ်ဖို့ဝင်ရောက်လာတာဖြစ်ပါတယ် ရှင်းရှင်းပြောရရင်တော့အမေရိကန်ဝင်ရောက်လာတာဟာသူ့နိုင်ငံအကျိုးစီးပွားအတွက်ပါဒါရှင်းပါတယ်ဟုတ်ပြီသူ့နိုင်ငံအကျိုးစီးပွားအတွက်ဝင်ရောက်လာတာ ਨੇ ပတ်သက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံသားတော်လှန်ရေးတမားတွေကမြန်မာနိုင်ငံရဲ့တော်လှန်ရေးအကျိုးစီးပွားဖြစ်ပေါ်အောင်အမေရိကန်ရဲ့ပုံဆက်ခြင်းအမေရိကန်ရဲ့ policy ရေးရာဆွေးနွေးခြင်းအမေရိကန် policy ကို sharing ပြန်လဲ မျှဝေခြင်းပူပေါင်းဆောင်ရွက်နိုင်တဲ့မြတ်အတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခြင်းအပအဝင်တပတ်ကတရုတ်နဲ့မင်းအောင်လှိုင်စစ်အုပ်စုတစုလုံးရဲ့အရေးနှိမ်မှုကိုလင်မျိုးဖြန့်နှင်းပြီးခပ်ပြင်းပြင်းတုံ့ပြန်ရမယ်နိုင်ငံရေးတိုက်ပွဲတွေလုပ်တင်ပါတယ်ဘာလို့လဲဆိုတော့အသေးစိတ်စဉ်းစားတွက်ချက်ကြာရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မလုံနိုင်ပါဘူးကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကမလုံနိုင်ကြပါဘူး ောက်ချီမြေပြင်တပ်သားတွေတော်လန်ကြီးတပ်ဖွဲ့တွေရုံးကန်တိုက်ပွဲဝင်နေလို့သာတော်လန်ကြီးကဒီနေ့ဒီအချိန်မှာဗဇက်ကတော်လန်ကြီးလို့ပြောနိုင်တာပါအမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC CRPH တို့ရဲ့တော်လန်ကြီးလို့ပြောလို့ရတယ်လှုပ်ဆောင်နိုင်စွမ်းကိုတော့ကျွန်တော်တို့မတွေ့ရပါဘူးတိုးတော့တော်လန်ကြီးနေမှာပါတဲ့သူအချင်းချင်းရန်သူမဟုတ်ဘူးအမင်းမတူတာတွေရှိမယ်မှားနေတာတွေလည်းရှိနေတယ်ကျွန်တော်တို့အာဒီ တယောက်နဲ့တယောက်ဝေဖန်ကြမယ်ထိမ့်ချောင်းကြမယ်ဒီလိုသွားကြရမှာဖြစ်ပါတယ်အဲ့တော့ဒါရီယာအမုံတရားနဲ့ဖောင်းထုတ်နေတာမဟုတ်ဘူးဆိုတော့ကိုတေချာသိစေချင်ပါတယ်တော်လိုင်းနိုင်ငံကြီးဆောင်ရွက်တဲ့နေရာမှာပပိဆဆိုတဲ့အမြင်ရှုတော့ရှိဘူးပပိဆဆိုတဲ့အမြင်ရှုတော့နေကြည်ရင်တော့သူဟာအန်ယူကြီးသူဟာအစိုးရအဲသူဟာဘုံချုပ်ကြီးဆိုတဲ့အပေါ်ယံ ရုပ်ဝတ္ထုတွေအပေါ်မှာလွှမ်းမိုးပြီးတော့ကြည်မြင်သုံးသက်တဲ့အတ္တအကြည့်နဲ့ကြည့်မယ်ဆိုရင်တော့ချက်ချင်းမုံချင်းမကင်းဘူးမုံချင်းပေါ်မှာချက်ချင်းပေါ်မှာအခြေခံမှုတွေဖြစ်ပါလိမ့်မယ်ပပိစာအကြည့်နဲ့မကြည့်ပဲအတ္တအကြည့်နဲ့မကြည့်ပဲပရအကြည့်နဲ့ဒီတဲ့မြင့်မြင့်ပြောရင်ဗြမဆူအကြည့်နဲ့ကြည့်မယ်ဆိုရင်ချက်ချင်းမုံချင်းကင်းမင်းနဲ့တော်လန်ကြီးကိုတက်မှတ်စွာဆောင်ရွက်နိုင်ဖို့ရဲ့ မိတ်ဆွေကောင်းပီတစွာမားရကိုမားတယ်လို့ရေရေဝုံဝုံထောက်ပြပြောဆိုရတဲ့အချက်တွေရေချောက်ဒီကနေ့အချိန်ထိအန်ယူဂျီကိုကျွန်တော်တို့ပြောဆိုနေရခြင်းဖြစ်ပါတယ်မင်းပြောရင်ဘာလုပ်မှာလဲလှုပ်ချင်တော့မလှုပ်ချင်ဘူးတမိုင်းမှာကျွန်တော်တို့တာဝန်ကြီးခဲ့ဖို့လိုပါတယ်ဟုတ်ပြီအဲ့တော့လက်ရှိအချိန်မှာ TNL မိုးကုတ်အခင်းချင်းကိုပြန်ဆက်ရအောင် မုတ်ကုတ်ကိုဖက်စစ်တပ်ကတိုက်နိုင်ဖို့အတွက်မုတ်ကုတ်နဲ့မုတ်ကုတ်မြို့ပတ်ပတ်လေကခန့်စစ်မြို့တွေကိုအကုန်တဖြည်းဖြည်းသိမ်းပိုက်နေပါပြီခန့်စစ်ကြောင်းတွေစစ်ကြောင်းတွေဝင်ဖို့လေစီစဉ်လျက်ရှိနေပါတယ်မုတ်ကုတ်နဲ့ TNL အကွဲအပြဲဖြစ်ရင်စစ်တပ်ကကျွန်တော်တို့ကျွန်တော်တို့အဲ့လိုဖြစ်ခင်ကျွန်တော်တို့ညံ့လို့ပါပဲမိုးကုတ်မှာသာ PDF နဲ့ TNL အကွဲပြဲကြီးဖြစ်အောင် စိတ်နဲ့တော့၎င်းစာနဲ့တော့၎င်းလောက်ကန်ဆောင်ရွက်မှုများကိုမဖြစ်စေချင်ပါဘူးမလုပ်စေချင်ပါဘူးအတတ်နိုင်ဆုံးကျွန်တော်တို့ပုံမူခိုင်မာချစ်ကြည်ညီညွတ်တဲ့တဦးနဲ့တဦးနားလေတဲ့အခင်းချင်းမျိုးကိုကျွန်တော်တို့ရောက်အောင်ဖန်တီးတင့်ပါတယ်။ဘာကြောင့်လဲဆိုတော့မုတ်ကုတ်မှာ PDF TNL နဲ့ PDF တာပြန်ကနေကိုရင်တော့ကျွန်တော်တို့ကစစ်တပ်အကြိုက်လုံးမိသွားပါလိမ့်မယ်။ လုံးဝဖြစ်ခံလို့မရပါဘူး။ဒါကြောင့်မို့ဒီကနေ့ထွက်ပေါ်နေတဲ့တည်င်းလေးကိုကြည့်မယ်ဆိုရင်စစ်တပ်ကတော့လကောင်းအခြားအသီးသီးသောဟိုဒီကောလာဟာလာတွေတဲမှာမုကမျိုးက PDF တွေကိုစူးစီးပြီး TNN တွေကလက်နက်ဖြုတ်သိမ်းနေ PDF ခေါင်းဆောင်တွေကကိုဖမ်းနေဆိုတဲ့တည်င်းလေးခက်စိတ်စိတ်ထွက်လာတယ်။ဒါဟာစစ်တပ်ကတီးတန့်ဝါရဖြန့်ပြီး TLN နဲ့ PDF မိုးကုတ်ပြည်သူကိုထိုးခွဲတာလို့ရှုပ်နေပေးပါ အဲ့တော့လူရင်းပြောရင် ရှည်သွားမယ်အဲ့ဒီသတင်းကလုံးဝဒီနေ့အထိမဟုတ်ပါဘူးဆိုတဲ့ကြောင်းကျွန်တော်လူမျက်ကြော်ကအတည်ပြုပါတယ်မိုးကုတ် PDF တပ်ပေါင်းစုတွေကလုံးစရာရှိတာကိုပြက်ပြက်သားသားလောက်ကင်ဆောင်ရွက်မယ်ဆိုတဲ့အထိပဲပြောလို့ရပါတယ်ကိုမျက်ကြော်ကြီးဆိုတဲ့သတင်းစကားကိုလူကြီးမင်းတို့တန်ပါရင်တခါတလေမှကျွန်တော်တို့လုံးသမ ्या ဟာဂယုနာဒေါသုံးနဲ့ပြောဆိုလောက်ကင်မှုတွေဟာစစ်တပ်အကြမ်း မဖြစ်ဖို့လိုပါတယ်စစ်တပ်ဖြစ်စီခြင်းနဲ့ထောင်ချောက်တိုင်းကျွန်တော်တို့စီမျောသွားရှင်တိတ်အားမဆိုင်ရပဲသူတို့အကူအနိုင်ပေးတယ်လို့ဖြစ်သွားပါလိမ့်မယ်ဒါဟာတော်လိုင်းကြီးတစုံလုံးကသာမကဖြစ်စဉ်တစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းစီမှာတတိထားဂယုဆက်ရမယ်ကိစ္စတွေဖြစ်ပါတယ်ဒါပေမဲ့တချို့တချို့လူတွေကတော့တော်လိုင်းကြီးကိုတော်လိုင်းကြီးလို့မမြင်ပဲငါတို့အစုအဖွဲ့ရဲ့ ပိုင်ဆိုင်သောပစ္စည်းကဲ့သို့မြင်ပြီးဒီပစ္စည်းကိုကင်ကစီးပွားရှာမယ်ဒီပစ္စည်းကိုကင်ကအမျက်ထုတ်မယ်ဒီပစ္စည်းကိုကင်ကဈေးကွက်တင်မယ်ဆိုတဲ့စိတ်ကူးရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောထားကိုခဏခဏမေးကြတဲ့အတွက်ကျွန်တော်ပြောခဲ့ပါမယ်အရေးလည်းရင်အဖတ်တွေးပါလိမ့်မယ်တော်လည်းရေးဟာနှက်ကြီးပါလိမ့်အရေးလည်းရင်အဖတ်တွေးပြီးမျက်နှာပုံးတွေကြွာချချပါလိမ့် ဖားနဲ့ငါဘယ်လမ်းမှာဘယ်ပန်းပန်ပြီးဘယ်အချိုးမှာဘယ်ပစိုးဝတ်လဲဆိုတာပြည်သူက ပါဇက်ဟတာနဲ့ဥပနခွေရှိလေတန်းသိတဲ့တော်လန်ပြည်သူတွေအနေနဲ့ဒီနေ့ဒီအချိန်မှာဘသူကဘာလဲသိရှိပြီးသားဖြစ်မဲ့ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့အချီလီနီအရရက်တော့စစ်သတင်းတွေထဲမှာတော့ဒီကနေ့ကနေဒီတောင်ကိုချင်းကချင်းတပ်ဖွဲ့တွေပြန်လဲတင်ပိုက်နိုင်နေဆိုတော့အောင်ပွဲသတင်းတစ်ခုရှိမယ်။မိုးကုတ်ကထွက်ပေါ်နေတဲ့သတင်းမှားတွေ PDF တွေကိုလက်နက်ဖြုတ်သိနေဆိုတဲ့သတင်းမဟုတ်ဘူးဆိုတဲ့အကြောင်းခိုင်ခိုင်မာမာပြောမယ်ရခိုင်ယူမအဆက်ကတိုင်းတုံတိုင်းစစ်စင်ကြီးမှန်သမျှအောင်ပွဲတွေရနေတယ်ဆိုတဲ့အကြောင်းပြောရင်ကပါစရီကတော့ဒီနှစ်မကုန်ခင်တည်းဒီနှစ်မကုန်ခင်မှာကပါစတခုတော့၎င်းနှစ်ခုတော့၎င်းသိမ့်ပိုက်နိုင်လိမ့်မယ်လို့ အရှိရှောင်းနေတွေ့နေရပါတယ်။အဲ့တော့ချုပ်ရရင်တုတ်ကင်တွေပဲလှိမ့်ပြီးရောင်းပါလေဗျာ။ခင်ဗျားတို့ပါဇက်ကနေတော်လန်ကြီးလို့ပြောနိုင်အောင်ကျွန်တော်တို့ပါဇက်ကနေတော်လန်ကြီးလို့ပြောနိုင်အောင်အသက်ပေးတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ညီငယ်ရဲဘော်မျိုးဆက်အသီးသီးကိုလည်းတစ်ချက်လောက်တော့ငှက်ကြည့်ပေးပါလို့တိုကင် ရောင်းတာတွေတိုကင်ဝယ်တာတွေကိစ္စတွေနဲ့ပတ်သက်ပြီးပြည်တွင်းကပြည်သူလူထုဟာ သတင်းတပုတ်ကြည့်ဖို့တော့အင်မတန်ခက်ခဲနေတဲ့အတွက်ဒီကိစ္စတွေလုံနေတာမဟုတ်ဘူးလို့ယုံကြည်တယ်။ပြီးပကသူတော်တော်များများဟာဒီကိစ္စနဲ့ပတ်သက်ပြီးလိုရာထပ်ပို့ပြီးလော်ပြီးလှုပ်ပြီးတစုံတရာမှားယွင်းသွားခဲ့ရင်တော့လက်ရှိဖြတ်တန်းနေတဲ့အသက်ပေးနေတဲ့ဘဝပေးနေတဲ့တော်လန်သူတွေကိုခမားတို့ပြန်ပြီးချော်ချီးပေးရပါလိမ့်မယ်။အဲ့ဒီယောကြီးဟာဘာလဲဆိုတော့ ခမားတို့ဘဝတသက်တာရဲ့ဂုံတိတ်ခါဖြစ်လာပါလိမ့်မယ်ဂျေဆုတင်ပါတယ်